ဲ့တော့မိုးကုတ်ကလူတွေကျမတို့မေးတယ်အရင်တော့မိုးကုတ်သူမိုးကုတ်သားတွေကချမ်းသာတာပဲစားနိုင်တောက်နိုင်တာပဲနော်အဲ့တော့ရှင်တို့တွေရဲ့မိဘဘိုးဘွားတွေလက်ထက်တုန်းကဘာလို့စားကြတာလဲဆိုတော့ကြောက်တူးစားတာပဲအဲ့ဒီတုန်းကအဆင်ပြေလားပြေတာပေါ့သူတို့ဓာတ်ပုံတွေထုတ်ပြဒေါင်းပရက်တွေနဲ့ခြေချင်းတွေနဲ့နော်အဲ့လိုမျိုးအဲ့ဒါအခုကျတော့ဘာလို့အဲ့လိုမဖြစ်တာလဲအရင်တော့ဘယ်လိုလှုပ်ရှားလဲပြောပါအောင်ဆိုတဲ့အခါကျတော့အရင်တော့သူတို့မှာမိသားစုတစုဟာ ဲ့ဒီတပေပတ်လေအရွယ်ပေါ့တပေပတ်လေကဘယ်လောက်ရှိမလဲဒီကျမတို့ဒီစကားပြောစင်လောက်ရှိမှာပေါ့နော်ဟဲ့ဒီတပေပတ်လေနေရာလေးကိုတူပြီးတော့စားနေရင်တဲ့အဖုံးမတန်တဲ့ကြောက်ဖြုံးနေပေါ့အဖြုံးနေတိတ်တန်ဖို့မရှိတဲ့အဲ့ဒီကြောက်အဖြုံးလေးတွေတွေ့ရင်တူးလိုက်ရင်တွေ့လိုက်ရင်ဒါလေးကိုရောင်းလိုက် စားတော့ ကျမကြီးပညာကြီးစီးပွားကြီးနေနောက်တစ်ခါထပ်တူးလိုက်ရင်သူ့ရဲ့ကိုယ်ပိုင်နေရာလေးအဲ့ဒီလိုပဲအဖို့မတန်တာလေးတူးစားနေအဲ့တပေပတ်လေလောက်ကတစ်နှစ်လောက်တော့စားရတယ်ဒီတဲ့များနည်းနည်းလေးပို့ပြီးတော့အဖို့တန်တဲ့ကြောက်ကလေးတွေများရရင်၃နှစ်လောက်စားရတယ်ဒီတဲ့ပို့ပြီးအဖို့တန်ရင်၁၀နှစ်လောက်စားရတယ်ဒီမှာများကံကောင်းလို့များတော့တစ်သက်လုံးပွပွတဲ့ ပေါ့ပေါ့တိုးပြီးတော့ချမ်းသာတဲ့ကြောက်များရရင်အဲ့ဒီတပေပတ်လည်ရနေပြီးတော့တသလုံးစားတော့ပဲတမိသားစုဘယ်လိုလုပ်ပြီးတရားစားတာကုန်ပါလဲအဲ့ဒီလိုပဲစားတော့လာခဲ့ကြတာ